ကိုယ့်ကိုတံမိုးထားပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုယ့်ကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုယ်ပဲလုံနေကြတာနော်ကိုယ်ပဲလုံကြတာပဲလေကောင်းတဲ့ခြင်းပြီးလုံကြတာကြီးပဲကောင်းအဲ့တော့ကိုယ့်ကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင်နာနဘပိနတန်ယုစေမကောင်းမှုအကုသိုလ်တွေကိုယ့်ရင်ထဲနှလုံးထဲမှာမဖြစ်စေနဲ့ အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူတို့ပြော။ဘာကြောင့်လဲလို့ဆိုရင် နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိနမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအဆင်ပြေမှုဆိုတာရဖို့ရအမတမခဲနေမရနိုင်ဘူးလို့ပြောနော်မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူတို့ပြောတယ်အေးဒါကြောင့်မို့နေစင်နေမြဘဝမှာ သတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှု အကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကိုကွယ်ကွယ်ပြပြသိရှိနားလည်ပြီးမကောင်းမှုအကုသိုလ်မှန်သမျှကိုအတ္တမလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ်အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကို အနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေ ကောင်းမှုကုသိုလ်တွေကြတော့အထာကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိတယ်အဲ့ဒါကိုကွဲကွဲပြားပြားခြားခြားနားနားသိပြီးတော့ကိုယ့်ကိုမြတ်လို့ရဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြတယ်